မနေ့ကမိုင်မိပြီနော်။ तू ကလေတအားလောဘကြီးတာမနေ့တုန်းကလေဆိုင်ရယူရတာလွယ်တော့ဒီနေ့ထက်လာတာတော့ဒီမှာအင်ကြီးတောင်မလဲဘူး။မနေ့ကထမင်းနဲ့မနေ့ကအင်ကြီးနဲ့ဟိုမနေ့ကယူသွားတာမှရိမ့်မိသွားတော့ကြချက်ချင်းပြန်ထွက်သွားတာထွက်သွားကြအလားဆိုင်ရကလေးတွေလိုက်ပြီးတော့ခေါ်ကြတာအခေါ်လာတော့ကြတော့ဆိုင်ကိုခေါ်လာတော့ကြ तू ကအဲ့အင်ကြီးတွေရောင်းစားလိုက်ပြီးတဲ့နှစ်သိန်းခွဲပဲရတာတဲ့အဲ့လိုပြောတာ တကယ်ဆိုသူယူသွားတာတွေကလေသူပြောတာတော့အထက်လေးစီးလို့ပြောတာပဲလေးစီးရဲဆိုင်ရကလေးကဈေးဝယ်ဖို့ဖယ်ထားတာ3,500ကျော်ဘူးရဲ့ဆို4သိန်းကျော်ဘူးလောက်ရှိတယ်အဲ့တော့မှသူရောင်းတာ2သိန်းခွဲပဲရလိုက်တယ်တော့အဲ့ဒါအဲ့ဒီထုတ်တွေပြန်လိုက်ယူမယ်ဆိုတော့ကြာလဲမဟုတ်ရအောင်ရောင်းချလိုက်ပြီလို့ပြောတာတော့ဒီမှာជីတိချေကနဲ့ဈေးတောင်လာစင်တာအဲ့ဆိုအဲ့ဟာ3သိန်းရောပေးလို့ပြောကြာလဲ2သိန်းခွဲပဲထားရတယ်တော့ဈေးစင်နေတာတော့ဒီမှာတွေ့လား CCTV ထဲမှာလေးအနီးရောင်းတဲ့ဘွားတော့နော် ပစ္စည်းတွေကိုသူ့လိုချင်တာတောင်ပတ်ပြီးတော့စုပြီးတော့မှရွေးနှစ်ထုပ်တောင်ယူသွားတာပါရှင်မန္တလေးကဆိုင်ရှင်တွေတတိထားရအောင်လို့တင်ပေးထားပါနော်ဒီမှာသူ့လိုချင်တဲ့ပစ္စည်းတွေကိုစုလာပြီးတော့ဒီဟာလေးပေါ့လားတင်နေပြီးကြဟိုဟာကျွတ်ကျွတ်ကသူ့ဘသူယူလာပြီးသားတော့သူကြွကြွင်းတဲ့သူဒီမှာထုတ်တယ်ထုတ်ပြီးတော့သူ့လိုချင်တာတွေအကုန်ထည့်သွားတယ်ပြီးကြဆိုင်ရကလေးကဈေးဝယ်ဖို့ပစ္စည်းဖယ်ထားတဲ့အထုပ်ပါထပ်ပြီးတော့ယူသွားတယ်နှစ်ထုပ်သွားတာပါနော်ဒီမှာကြည့်ကြပါရှင် လိုချင်တာရေတောင်သူရွေစိတ်ကြွေလက်ပတ်ရွေးပြီးတော့ဆိုင်အဝန်ထမ်းလေးလည်းတယောက်မှသူ့ကိုလေမေးလည်းမမေးဘူးသိလည်းမသိဘူးသူ့ကိုစိတ်လည်းမဝင်စားကြဘူးဒီမှာတွေ့လားစိတ်ကြိုက်သူ့ဘသူအေးအေးဆေးဆေးယူသွားတာနောက်ဆုံးကြလေသူအဲ့လိုရွေးထားတဲ့ဒီအထုပ်ရဲ့ဆိုင်ရကလေးဖယ်ထားတဲ့ဈေးဝယ်ဖို့ဖယ်ထားတဲ့အထုပ်ရဲ့နှစ်ထုပ်တောင်ယူသွားတာတော့အသက်ကြီးပြီနော်ဒီမှာဘွားတော့ဘွားတော့အဲ့အင်းကြီးအနီနဲ့ပိမ့်ပိမ့်နဲ့ မနေ့ကအမကြီးမိပြီနော်သူကလေတအားလောဘကြီးကမနေ့တုန်းကလေဆိုင်ရယူရတာလွယ်တော့ဒီနေ့ထက်လာတာတော့ဒီမှာအင်ကြီးတောင်မလဲဘူးမနေ့ကထမိန်နဲ့မနေ့ကအင်ကြီးနဲ့ဟိုမနေ့ကယူသွားတာမှရိမ့်မိသွားတော့ကြချက်ချင်းပြန်ထွက်သွားတာထွက်သွားကြအလားဆိုင်ရကလေးတွေကလိုက်ပြီးခေါ်ကြတာအခေါ်လာတော့ကြတော့ဆိုင်ကိုခေါ်လာတော့ကြ तू ကအဲ့အင်ကြီးတွေရောင်းစားလိုက်ပြီးတဲ့နှစ်သိန်းခွဲပဲရတာတဲ့အဲ့လိုပြောတာ တကယ်ဆိုသူယူသွားတာတွေကလေသူပြောတာတော့အထက်၄စီးလို့ပြောတာပဲ၄စီးရဲဆိုင်ရကလေးကဈေးဝယ်ဖို့ဖယ်ထားတာ3,500ကျော်ဘူးရယ်ဆို4သိန်းကျော်ဘူးလောက်ရှိတယ်အဲ့တော့မှသူရောင်းတာ2သိန်းခွဲပဲရတယ်တော့အဲ့ဒါအဲ့ဒီထုတ်တွေပြန်လိုက်ယူမယ်ဆိုတော့ကြာလဲမဟုတ်ရအောင်ရောင်းစားလိုက်ပြီလို့ပြောတာတော့ဒီမှာជីတိជីကနဲ့ဈေးတောင်လာဆင်တာအဲ့ဆိုအဲ့ဟာ3သိန်းကျော်ပေးလို့ပြောကြာလဲ2သိန်းခွဲပဲထားတယ်တော့ဈေးဆင်နေတာတော့ဆိုင်ဟိုတောင်ထက်လာတော့အန်အော်လို့မဆုံးမနေ့ကမှယူသွားပြီးတော့ဒီနေ့ထက်လာယူတာတော့မတရားကိုလောဘကြီးတာ ဘလို့ပြီးသွားလဲဆိုတော့လေအမားတို့ကဒီမာကြီးကို3သိန်းတောင်းတာပေါ့နော်အဲ့ဒါ3သိန်းလာရွေးတဲ့လူက2သိန်း9တောင်းပဲပါတယ်ဆိုလား2သိန်း9တောင်းနဲ့ပြီးသွားပါတယ်ဗီဒီယိုကကြာလေဘာလို့တင်ထားရလဲဆိုတော့အမားတို့ကဒီအမားကြီးရတယ်ပုံမှန်ဆိုဈေးကျွတ်တယ်မှာအဲ့လိုမျိုးပတ်သွားနေကြလို့တိရက်လူတွေကပြောတာပဲဈေးကျွတ်ရုံးလေရောက်ဖူးတဲ့ဘာညာပေါ့အဲ့လိုပြောတာဒါပေမဲ့အမားတို့ကတူကိုမသိဘူးကွယ်မသိတော့ကြသူလာတော့ကြအဲ့လိုမျိုးဂယူးမဆိုင်မိဘူးအခုအမားဗီဒီယိုတင်ထားတော့ကြတခြားလူတွေကသူလာလို့ရှင်တိတယ်လေကြည်ရနဲ့ဩဒီအမားဆိုဂယူးဆိုင်ရမယ်အဲ့လိုမျိုးတိအောင်လို့တင်ထားတာပါ ဒီလိုလူမျိုးတွေကတခါရဖို့တယ်ဆိုလို့ရှိရင်လည်းနောက်တစ်ခေါက်ထပ်ရဖို့အတွက်ကိုပေါ့နော်ချောင်းပြီးတော့ပြန်လာတတ်ကြတယ်ဒါပေမဲ့ဒီအတယောက်ကကြောက်တော့ဒီဒီနေ့မှပဲယူသွားတယ်နောက်နေ့မှပဲလောဘကြီးပြီးတစ်ခေါက်ထပ်လာရဲဆိုတော့အခုလိုမိသွားတာပဲဖြစ်ပါရဲ့ရှင်ကဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘယ်လိုများ recommend ပေးချင်ပါလဲရှင်